ဆိုင်ဝန်ကျန်းပေါ်မှာမမမမဆက်ဆံနေဆိုပြီးနာမည်ကြီးနေတဲ့ပိုးချပြုခင်ရဲ့အမျိုးသားအကိုထွန်းဇနီးတဲ့ကိုတံမိုးကြီးလက်ဆောင်နေပေးတက်ပြီးတော့ရိုမက်တစ်စန်တဲ့နေရာမှာတော့အကိုထွန်းကိုဘယ်သူမှမမိသေးပါဘူးနော်။ချီရတဲ့သူနဲ့တွေ့ရင်ပျော်ပြောင်းသွားတတ်တယ်လို့စီးပွားရေးလုပ်ရင်တော့အကိုထွန်းကပြက်ပြက်သားသားလောက်တတ်သူတယောက်ပါရှင်။သူတို့ရဲ့ရွှေဆိုင်ကအမန္တလေးမှာရောင်အားကောင်းတဲ့ဆိုင်ကြီးဒီဇိုင်းဖြစ်နေတဲ့အပြင်ဝန်ထမ်းတွေကလည်းများပြားပါတယ်။ဝန်ထမ်းတွေကတခြားရွေးချယ်ပြီးမှခံတာဖြစ်ပေမဲ့ဝန်ထမ်းအချင်းချင်းကျမ်းမပေါ်တိုက်မှုလေးတွေရှိတတ်တာကိုတော့လုပ်ငန်းရှင်တိုင်းကအကြုံတွေ့ကြရပါတယ်။ဒီတစ်ခါမှာတော့ဆိုင်ပန်ရှင်ကိုထွန်းထွန်းဝင်းက ဆိုင်ဝန်နှန်းကောင်လေးကိုခြေပါလက်ပါလှုပ်ပြီးတော့တမိသားစုလုံးကိုတခွာရအောင်လုပ်မယ်လို့ပြောလိုက်တာကြောင့်ဒီရပိုင်းအကျွမ်းမှာတော့နာမည်ကြီးနေပါတယ်။လွင်ခဲ့တဲ့ရက်ကပိုးချပြခင်းတို့ဆိုင်ကဝန်နှန်းကောင်လေးတယောက်ကအကိုထွန်းရဲ့အမောက်မှတက်ပုံလေးကိုပြောပြလာခဲ့ပါတယ်။ သူ့ကိုဆိုင်မရှင်အကိုချင်းကစိတ်လိုက်မှာပါလို့ပြီးတော့မိသားစုနဲ့ပါကင်ပေါက်ပြီးပြောသွားခဲ့ကြောင်း TikTok ကနေပြီးတော့အားလုံးသိအောင်သူကပြောပြခဲ့ပါတယ်။အကိုချင်းကတော့အကြောင်းမရှိဘဲမလုံလောက်ပါဘူးဆိုပြီးတော့မေးတဲ့အခါမှာတော့အကိုချင်းကသူ့သမီးလေးကိုပြောတာကြောင့်ပြဿနာတက်တာလို့ဆိုပါတယ်။ဝန်ထမ်းကောင်လေးက TikTok ဆော့နေတဲ့အချိန်မှာအကိုချင်းရဲ့သမီးလေးကလည်း TikTok ဆော့ခြင်းလို့ရောက်လာပါတယ်။ TikTok နဲ့ပါသွားမှာကိုမဖြစ်စေချင်လို့ပြောပေမဲ့ရောက်လာတာကြောင့်ဝန်ထမ်းကောင်လေးကအကိုချင်းရဲ့သမီးကိုရှုတ်တယ်လို့ပြောမိသွားခဲ့ပါတယ်။အဲ့ဒီစကားကိုအကိုချင်းကသိပြီးတဲ့နောက်မှာဝန်ထမ်းကောင်လေးနဲ့စကားများပြီးစိတ်လိုက်မှန်ပါဖြစ်သွားခဲ့ကြပါတယ်။ ယ်။အဲဒီနောက်မှာဝန်ထမ်းကောင်လေးကိုလည်းနှင်ထုတ်လိုက်တယ်လို့ဆိုပါရယ်။ဝင်ရှိတဲ့သူဖြစ်ပေမဲ့လည်းအကိုထွန်းကဝန်ထမ်းကိုလက်ပါရတဲ့အထိတော့မလုပ်သင့်တဲ့အကြောင်းပြောနေကြပါရယ်။ဒီကောင်လေးက TikTok ပေါ်မှာတော့အကိုထွန်းရဲ့အကြောင်းလေးကိုပြပြနေခဲ့ပြီးတော့သူ့ဘက်ကမတရားခံရတဲ့အကြောင်းလေးရင်ဖွင့်ပြပြနေတဲ့သူပါ။စကားပြောတွက်လက်တဲ့ဝန်ထမ်းအမျိုးသားလေးကတရက်ထဲနဲ့တင်လူအများရဲ့အာယုံစူးစမ်းမှုကိုရရှိသွားပါရယ်။တချို့တွေကတော့ဝန်ထမ်းအမျိုးသားကနာမည်ကြီးကျင်လို့ပြောတာဖြစ်နိုင်တယ်ဆိုပြီးတော့လည်းပြောနေကြပါရယ်။အမြင်ရှင်းလင်းသွားအောင် CCTV ကိုဖွင့်ကြည့်လိုက်တာကအဖြစ်ပေါ်မဲဆိုပြီးတော့လည်း online ကအကြံပေးသူတွေရှိနေပါတယ်။ အခုထွန်းနဲ့ပိုးကြပြုခင်းတော့ကဝန်ထမ်းတွေအပေါ်မှာစေတနာထားသူဖြစ်တာကိုတော့အားလုံးကသိနေကြပြီဖြစ်ပြီးတော့မဖြစ်နိုင်တဲ့အကြောင်းလဲပြောဆိုနေကြပါတယ်ဒီလိုပြဿနာတွေမတက်သေးခင်အချိန်ကတော့ပိုးကြပြုခင်းကဝန်ထမ်းတွေကိုဟော့ပေါ်လိုက်ကြွေးခဲ့ပြီးအားလုံးကလည်းပျော်ပျော်ရွှင်ရွှင်ဖြစ်ခဲ့ပါတယ်ပိုးကြပြုခင်းကဝန်ထမ်းတွေအပေါ်မှာခွဲခြားဆက်ဆံမှုမရှိကြောင်းကိုတော့ငလင်လှုပ်ကလေးကအသိမှတ်ပြုထားခဲ့ကြတာပါဆိုင်ထဲကပစ္စည်းတွေကတံမိုကြီးမှပဲငလင်လှုပ်တဲ့အချိန်မှာတော့ဘာပစ္စည်းကိုမှမယူခိုင်းမဲအားလုံးကိုဘေးလွတ်ရာကိုထွက်ပြေးခိုင်းခဲ့ပါတယ်ဒါတည်းမကသေးပဲဝန်ထမ်းတွေကအလွယ်အမှားတွေလုပ်မိရင်ကြောင့်ပိုးကြပြုခင်းကခွက်လက်နား လည်းပေးတဲ့သူဖြစ်လို့အကိုထွန်းကဝန်ထမ်းအမျိုးသားကိုဒီလိုပြုမူလိုက်တယ်ဆိုတာကိုတော့အမယုံကြည်နိုင်ကြပါဘူး တစုံတစ်ခုကိုချမ်းလက်ထောင်းမယ်လို့ထင်ထားကြပြီးတော့သားသမီးကိုထင်ရင်ပြောတဲ့အကိုထွန်းလက်မှန်တယ်လို့လည်းထောက်ပြနေကြပါတယ်။တစ်ဖက်မှာလည်းဝန်ထမ်းအမျိုးသားကနဲ့နာသူဖြစ်ပြီးတော့ဝန်ထမ်းကိုလက်နဲ့ထိပါတာကတော့မဖြစ်သင့်တဲ့အကြောင်းလည်းပြောနေကြပါတယ်။ဝန်ထမ်းရဲ့မိသားစုကိုပါဒုက္ခပေးမယ်ဆိုတာကတော့အထက်စီးဆန်နေလို့အင်အားနဲ့တဲ့ဝန်ထမ်းလေးဘက်ကနေရက်တီနေကြပါတယ်။ဝန်ထမ်းအမျိုးသားလေးကိုဝင်ကြည့်မတက်နိုင်ဘူးဆိုပြီးတော့ညှဉ်းခံမနေသင့်မယ်။တစုံတစ်ခုတော့တုံ့ပြန်သင့်တဲ့အကြောင်းအားပေးနေကြပါတယ်။ဘိုးချပြုခင်တို့ရဲ့ဆိုင်မှာပစ္စည်းအရေးသွေးနဲ့ပတ်သက်ပြီးပြဿနာလည်းမတက်ခဲ့ဘူးသလိုဝန်ထမ်းနေနဲ့ပတ်သက်ပြီးတော့လည်းကြီးကြီးကျယ်ကျယ်ပြဿနာတက်တာတွေမဖြစ်ခဲ့ ဘူးပါဘူးအခုတော့ဝန်ထမ်းအမျိုးသားကသူ့ဘက်ကနင်နာရအကြောင်းကိုဖွေးထုတ်ရိုက်ပြီးတော့တင်ခဲ့ပါတယ်သူနဲ့အကျိုးမင်းကလေးချင်းအောင်လည်းအလုပ်ထက်လာခဲ့ရပြီးတော့ဝန်ထမ်းတွေကိုမမမမဆက်ဆံတဲ့အကြောင်းရင်ဖွင့်လာခဲ့တာပါရှင်ဒီကိစ္စမှာဘသူ့ဘက်ကမှားနေလဲဆိုတော့ကိုမမအမြင်လေးတွေပြပြပေးခဲ့ပါဦးနော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်